ားလုံးပဲမင်္ဂလာပါရှင်မြန်ခရစ်တိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတစ်ပုဒ်အနေနဲ့ CEO ပြောင်းပြီးတွန် ecosystem ကိုသွေးတက်လောင်ဖို့ပြင်ဆင်နေဆိုတဲ့သတင်းနဲ့အတူ training ညစာစားဖို့ဘာတွေလိုမလဲဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာကတော့စီစဉ်တင်ဆက်သူ Kiki ပါပထမအဆုံးသတင်းတစ်ပုဒ်အနေနဲ့ CEO ပြောင်းပြီးတွန် ecosystem ကိုသွေးတက်လောင်ဖို့ပြင်ဆင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင် ဒွန်ဖောင်ဒေးရှင်းဟာသူတို့ရဲ့ CEO အတစ်အတန်းမန်ဇင်မီလီယံခရောင်းကိုရွေးချယ်ထားကြောင်းကြေညာလာပါတယ်။နောက်ကနေအစာပြုတ်လိုက်တဲ့ Devil Trend ကုန်သွားပြီးနောက်ပိုင်းမှာ Don Ecosystem ရဲ့ activity တွေဟာထိုးကျလာနေပြီ Daily Transaction တွေပါရောက်ကျလာတာကြောင့် Follow တွေလည်းကျလာပြီ Fee ရတာတွေပါနည်းလာတာဖြစ်လို့ Don Ecosystem ကိုသွေးတက်လောင်ဖို့ပြင်ဆင်နေတာပါ။နောက်မှာလူတိုင်းတွေပါ error ရခဲ့တဲ့လောင်းတွေပါအရာကျန်ခဲ့ပြီ ဒီကိစ္စရဲ့နောက်ဆက်တဲ့အဖြစ်2024နှစ်လယ်ပိုင်းကနေနှစ်ကုန်ပိုင်းလောက်အထိတုံမတုံဖြစ်ခဲ့ကြပါတယ်။ဒါပေမဲ့နောက်ပိုင်းတွေမှာတော့တက်ဘော့တွေမှာစကန်ခံရတယ်လို့ခန်စားရတဲ့အထိကိုတက်ဘော့ developer တွေတော်တော်များများကလှုပ်ရှားသွားခဲ့တာကြောင့် user တွေဟာတုံ ecosystem ကိုဆုံးခွာလာကြတာလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့တုံ ecosystem ဟာ Telegram နဲ့ Direct ချိတ်ဆက်ထားတဲ့အပြင် Adore လေးကိုစုံလင်ပြည့်စုံပြီးသား ecosystem တစ်ခုဖြစ်တာကြောင့်ပုံစံအစ်စ်နဲ့ပြန်စားနိုင်မယ်ဆိုရင်အလားအလာအရင်ရှိတဲ့ ecosystem တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် payment platform တစ်ခုဖြစ်တဲ့ Monpay ရဲ့ co-founder Crown ကို Telegram Foundation ရဲ့ CEO အတိအပြည့်ခန့်အပ်လာတာဖြစ်ပြီး Crown လက်ထက်မှာတုံကိုတရက်ဖို့ပြန်ဆောင်နိုင်အောင်မလားဆိုတာစောင့်ကြည့်ကြရအောင်ပါပါနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ train နဲ့ညစာစားဖို့ပါရီလိုမလဲဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်။ဒီချက်ခုံမီဒီယာကြီးတော်နဲ့ train နဲ့ညစာစားခြင်းကြပါသလား။ ပုံမှန်ဆိုရင် United States လိုနိုင်ငံကြီးရဲ့တမနာတရားနဲ့ညစာစာဖို့ဆိုတာအထင်ကရပုံကိုတူဦးဖြစ်မှဒါမှမဟုတ်အထင်ကရအကြောင်းရင်းတစ်ခုခုရှိမှဖြစ်နိုင်မှာပါဒါပေမဲ့စီဝါရေးတမတမနာဖြစ်တဲ့ Donald Trump နဲ့ညစာစာချင်ရင်တော့သူ့ရဲ့ Trump token ကိုတမတ်ချက်ပြည့်ပြီးအောင်ကင်ထားနိုင်ရင်ကိုရပါပြီဒီညစာစာဝဲမှာပါဝင်ခြင်းသူတွေအနေနဲ့ Trump Media Website မှာစာရင်းပေးထားကြရတာဖြစ်ပြီးဒီထဲမှာမှလူပေါင်း220ကို Trump နဲ့ညစာစာဖို့ရွေးချယ်ခဲ့တာပါ ရွေးချယ်ပုံကတော့တမတ်ကာလအတွင်းမှာ trend token တွေကိုဘယ်လောက်ကြကြဘယ်လောက်များများကင်ထားတယ်ဆိုတာနဲ့ရွေးချယ်ခဲ့တာဖြစ်ပြီး leaderboard ထဲမှာတော့အများဆုံးကင်ထားခဲ့တဲ့ wallet ဟာ sand ဆိုတဲ့ wallet ဖြစ်ပြီး1.1 million trend dollar 14 million အထိကင်ထားတာကိုတွေ့ရပါတယ်220နေရာက wallet ကတော့35.3 trend dollar 420ဘိုကင်ထားခဲ့တာဖြစ်တာကြောင့် dollar 420ရှိုံနဲ့ trend နဲ့ညစာစားလို့ရပြီလို့ဆိုနိုင်ပါတယ် ညစာစာပွဲကိုဘယ်လိုပုံစံနဲ့ကျင်းပသွားမယ်ဆိုတာကိုမကြေညာသေးပဲညစာစာပွဲမှာဗာကြွေးရမလဲလို့ပူလုထားရမှာတော့မက်တော်နယ်ရဲ့ဘင်မကြွေးတင်ချောင်းဖို့ကရှေ့ဆုံးရောက်နေပါတယ်ညစာစာပွဲအကြောင်းပြုပြီးထရန်တိုကင်တွေလည်းအဝဲလိုက်သွားခဲ့တယ်လို့တိုကင်တန်မိုးဟာ7ဒေါ်လာအထိတက်သွားခဲ့တာကြောင့်ထရန်တင်ရဲ့ marketing နည်းပြဟာကအလုပ်ဖြစ်ခဲ့တယ်လို့ဆိုရမှာပါဒါကတော့မြန်ခရစ်တိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကောင်းတော်နေ့လေးဖြစ်ပါစေရှင်